အမျိုးသမီးလုံလှဖို့ကုန်းနိုင်ကြမေးစည်းပေးခဲ့ရာကြောင့်ခုလိုအခြေအနေဖြစ်သွားတဲ့နေဆန်ပြည်သူတွေအားလုံးမင်္ဂလာပါရှင်နေဆန်ကဆိုရှယ်မီဒီယာပေါ်မှာမိမိုက်တဲ့အမျိုးသားအဖြစ်ပေါ်လာခဲ့ပေမဲ့လည်းမင်းကလေးလိုဝိစားတာကိုလူတွေကပုံအားပေးရာကြောင့်နောက်ပိုင်းမှာမင်းကလေးလိုသာဝိစားဖြစ်တော်တာပါအကျင့်ပါသွားကအမျိုးသမီးလိုသာနေထိုင်ခြင်းစိတ်ဖြစ်သွားပြီးတော့ယောက်ျားချင်းတွဲနေရလဲဖြစ်ပါ යි ဒါပြင်နေဆန်ကသူ့ခန္ဓာကိုယ်နဲ့မျက်နှာကိုအမျိုးသမီးစစ်စစ်လိုဖြစ်ချင်တာပါမရှိသူဖြစ်တာမို့အမျိုးသမီးစစ်စစ်ဖြစ်အောင်လဲ ိုရိုင်းဖန်တီးနေရပါရှေ့မှာတော့ကဆိုနေဆန်းကနော်ကုတ်ကိုလည်းထည့်ထားသလိုနှာခေါင်းမေးရိုးတွေကိုအခက်ခအခက်ခခွဲပါတယ်ဒါလည်းနေဆန်းအတွက်ကျေနပ်စရာကတိတ်မကောင်းသေးရမို့ပြီးခဲ့တဲ့ရက်ပိုင်းကစပြီးနိုင်ငံသားမှာမျက်နှာတစ်ခုလုံးပလတ်စတစ်ဆာဂျူရီလုပ်ဖို့ပြင်ဆင်နေကြရဖြစ်ပါတယ်နေဆန်းကသူ့မျက်နှာတစ်ခုလုံးကိုငယ်ရွယ်တဲ့အမျိုးသမီးလေးလိုဖြစ်အောင်ပြုပြင်ခြင်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လဲပြုပြင်ဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းကစနိုင်ငံသားကိုရောက်နေရဖြစ်ပါတယ်။ ျက်နှာတစ်ခုလုံးကိုပြုပြင်ပြောင်းလဲတယ်ဆိုတာသူ့အနေနဲ့တကားမှလည်းမလုပ်ဘူးပါဘူး။ဒါကြောင့်မို့နေဆန်းကကြောက်ရွံ့တာတွေလည်းရှိပါသေး။ဒါအပြင်အခန်းထဲမှာ9နာရီကြာမီစီပေးရမှာဖြစ်လို့ခန္ဓာရင်မရှိရရင်းနဲ့ပြန်တည်မရလာတာတွေဖြစ်မှာကိုလည်းစိုးရင်ပါ။နေဆန်းအနေနဲ့ခုလိုမျက်နှာတစ်ခုလုံးပြုပြင်မယ်လို့ပြောတဲ့အချိန်ကလေးက တချို့ကလည်းစိုးရင်နေကြတာဖြစ်ပါ යි ။မျက်နှာကိုပြုပြင်တာကအနည်းငယ်များကမကောင်းတာတွေမကြာခဏဆွတ်လို့ကြားနေရတာကြောင့်ဖြစ်ပါ යි ။ဒါပေမဲ့လည်းနေဆန်းကတော့လှုပ်ချင်တဲ့စိတ်ကသာဥဆောင်လို့နေရမို့ဘသူမှတားလို့မရပါဘူး။နေဆန်းကပြီးခဲ့တဲ့ရက်မှာတော့သူစီစဉ်ထားတဲ့အတိုင်းစတင်လုပ်ခဲ့ပါ යි ။မေဇီကလည်း9နာရီကြာမိပြီးအချိန်မှာကံကောင်းစွာနဲ့ပဲသတိပြန်လည်လာခဲ့ပါ යි ။နေဆိုင်ရဲ့မျက်နှာကြီးကအယံကိုရှောင်နေက ဖူပေါင်းနေရဖြစ်ပါတယ်။မျက်နှာမှာလည်းအနာတရတွေနဲ့ကြည်ရစရာမရှိတဲ့အခြေအနေကိုဖြစ်နေရဖြစ်ပါတယ်။ကြည်ရသူတွေအတွက်တောင်စိတ်သက်သာရာရစေတဲ့အနေထားမဟုတ်တာမို့နေဆန်းဆိုလည်းအတော်လေးကုန်နာကျင်နေမှာဖြစ်ပါတယ်။နေဆန်းကသူ့မျက်နှာကို10နှစ်လောက်ငယ်သွားခြင်းပေမဲ့အခုချိန်ထိတော့အရန်ကြီးငယ်သွားတဲ့ပုံစံမျိုးမရှိနေပါဘူး။အခုချိန်မှာတော့မျက်နှာကရောင်နေရာတစ်ခုတည်းသာဖြစ်နေရပါ လာဖို့အတွက်ခုလိုနာနေရတဲ့နေဆန်းကိုကြည့်ပြီးတချို့ကလည်းတနာနေကြတာဖြစ်ပါတယ်။လာဖို့အနာခံရတယ်လို့တနာကြပေမဲ့နေဆန်းကိုရိုက်ကတော့ခုလိုလိုရတဲ့အပေါ်မှာကြည်နဲ့ပျော်ရွှင်လို့နေရပါ။မိစေ9နာရီကြာသွားပေမဲ့လည်းအရှိန်ကုန်တာနဲ့နေဆန်းကဖုန်းတော်တုံးနေပြီဖြစ်ပါတယ်။ဖုန်းထတုံးတာသူခန်းစားရတာတွေကိုအကုန်လုံးပြပြသွားမှာပါ။မျက်နှာတစ်ခုလုံးပြုတ်ပြင်လိုက်တဲ့အထွေကြောင့်တွေကိုဗီဒီယိုနဲ့ပရိသတ်တွေသိအောင်လဲချပြသွားမှာလို့သိရပါတယ်။ ခုလက်ရှိမှာတော့မျက်နာကပိုပိုရောင်လာအောင်မှာဖြစ်ကရလက်ကိုအတီကြမြင်ရအောင်မှာမဟုတ်ပါဘူး။အချိန်နဲ့တန်ကို ခံရပြီးရက်အတော်ကြာမှသာမျက်နာအစစ်ကိုမြင်တွေ့ရမှာဖြစ်ပါ යි ။နေဆန်းကလည်းသူ့မျက်နာလေးကိုပုံမှန်အတိုင်းဖြစ်တာကိုအမြန်ဆုံးမြင်ချင်နေပါပြီ။နေဆန်းကခုလိုပြပြင်ဖို့အတွက်ငွေသိန်းပေါင်းများစွာလေးအကုန်ကြခံလာရတာပါ။လက်ရှိအရွယ်ထက်စင်တီလောက်ငယ်တဲ့မျက်နာကိုလိုချင်လို့သာစွတ်သားကခွဲတာဖြစ်ပါ යි ။ နေဆန်းကလာဖို့အတွက်တစ်ချိန်လုံးမျက်နှာကိုပြုပြင်နေရမှုဝီဖန်ခံရတာလည်းရှိပါသေး။နိုင်ငံသားကိုသွားကအမျိုးမျိုးပြုပြင်နေတဲ့နေဆန်းကပတ်စံလေပေါ်လာမှုနှမျောတသားဖြစ်တာလည်းမရှိပါဘူး။နေဆန်းရဲ့မျက်နှာကအရင်ကထက်ပိုလှလာမယ်လို့ထင်လားဆိုတာခံမှန်းပြီးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်။